တာဝရီအချင်းထောင်မှာဖမ်းဆီးထိန်သိမ်းခံထားတဲ့ចောင်းသား၈ဦးရန်ကုန်စေဦးကြီးကိုစေကူတခံမှုရောက်ရှိနေပါတယ်။ဥအောင်အောင်တိုင်းတည်င်းပြပို့ထားပါရရှင်။တာယာဝတီအချင်းထောင်မှာထိန်သိမ်းခံထားရတဲ့ចောင်းသား၈ဦးနဲ့ဝန်ရံပြည်သူနှုတ်ဟာကျမ်းမာရေးထောက်ချောက်ခံယူဖို့ယခုလတရနေ့ည10:00နာရီကရန်ကုန်စေဦးကြီးကိုရောက်ရှိလာခဲ့တာပါ။ဟုတ်ကဲ့အရေး ဟုတ်ကျမ်းမာကြီးကတော့ဟောတာကျွန်တော်တို့ဟောတာကြိုက်ပြီးတော့အကျမ်းပတ်ပြီးတော့ထောင်ထဲတွင်တာရဲ့တွင်တာရဲ့အချိန်မှာကျမ်းမာကြီးကတော့အကုန်လုံးကဟိုဆိုးကနေကြတယ်။ဘာလို့အကုန်လုံးရိုက်ခံတာလဲ။ဟိုကြိုက်ခံတာလဲကံခံတာလဲ။အဲ့လိုမျိုးပေါ့။ဟိုအဲ့ဒါကျမ်းမာဆိုးဟောတာဟိုဆိုးဆိုးဝမ်းမှုနေမိုင်းနေရရကြည့်မယ်ဆိုရင်ဟောတာဆိုးဝမ်းမှုမရှိပေမဲ့အတွင်းမိုင်းတန်ရရင်မှခံစားနေရခံစားနေရတဲ့အတွက်ဒီကျောင်းသားတွေလည်းဟောတာဟို ပျက်စီးရသာရဲ့ပုံစံခဏလေးကိုပျက်စီးဖို့လိုအပ်တယ်ပေါ့သူတို့လည်းအကောင်းဆုံးလုပ်မယ်လို့သူတို့တေကူသားမှုခံယူဖို့ရောက်ရှိနေတဲ့လူတွေကတော့ចောင်းသားတွေကဘူဘုံမျိုးမင်းမင်းသောဝင်းရံထွန်းကျော်စွာလင်းမြို့ထက်ပိုင်နဲ့ဟန်နေဦးတို့ဖြစ်ပြီးဝင်းရံပြည်သူတွေကတော့ဥက္ကမဝင်းနဲ့ကိုထွတ်တို့ပါဝင်ပါတယ်။တာယာဝတီချင်းတော်နဲ့မှာဖန်စည်းခံထားရတဲ့ចောင်းသားတွေနဲ့ဝင်းရံပြည်သူတွေရဲ့ ကျမ်းမာရေးအခြေအနေအားဆိုးရွားနေပြီးထောင်ထဲကကျမ်းမာရေးဆောင်ရှောက်ပေးမှု လုံလောက်မှုမရှိဘူးလို့ကျောင်းသားတွေကပြောပါတယ်။မမလေးကပါတဲ့တော့ဘာမှဟိုဘယ်လိုခေါ်လဲမရှိဘူးလို့ပြောတယ်။နိုင်ငံလုံးရဲ့ကျမကြီးပါချက်ကကျွန်တော်တို့ရောင်းကြည့်တာတော့လာအောင်ပဲရှိတာထောင်ထဲမှာတော့မရှိဘူး။ ရှိတရားဝတီကျင်းဆောင်ထဲမှာအမျိုးသားပညာရေးဥပဒေကိုသဘေမောက်မှုကြောင့်ဖန်စီထိန်သိမ်းခံရပြီးတရားရင်ဆိုင်နေရသူ64ဦးရှိပါတယ်ခင်ဗျာကျွန်တော်အောင်အောင်နိုင်ပါ